တော်တို့ပြည်သူလူထုမျက်နှာကိုမြင်ပြီးတော့မှဟိုတိုင်းပြည်ရဲ့လိုအပ်ချက်ဖြစ်နေတယ်ဒီဟာလေနော်တိုင်းပြည်ရဲ့လိုအပ်ချက်လေးကိုရှင်းလို့ရှိတဲ့အင်အားလေးတွေနဲ့ဖြစ်ဖြစ်ကြီးပေးပေးပေးနေရုံနဲ့ဒီတော်လန်ရေးကတကယ်ချိရောက်ပါတယ်ဘွိုက်ကော့ဘာကြောင့်အရေးကြီးတာလဲနော်ဘာကြောင့်ဘွိုက်ကော့ပဲပြောနေကြတာလဲဆိုတာတော်လန်ရေးသမားအားလုံးဒီဘွိုက်ကော့ကိုဂရင်းတစိုက်ပြောနေတယ်ဆိုတာဒီဘွိုက်ကော့ဟာတော်လန်ရေးမှာအင်မတန်အရေးကြီးနေလို့ပြောတယ်ဆိုတော့တို့ကျွန်မသိစေချင်ပါတယ်တည်ရဲမှာမြင်းမြဲနေတိုးကျွန်တော်စီရဲ့ဘွိုက် ညာရဲ့ဒီလိုဝင်နေရရှိရတော့ရဲ့ရဲ့ခပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်ခံပြီးရွေးကောက်ပွဲမဲဆွယ်စီယုံပေးတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြည်တံချမှတ်ပေးဖို့တဲတဲအေးတောင်းဆိုလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာကျမကတော့ပြောတော့လို့နေတာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အရင်လူမျိုးများတဲ့အဲ့ကိစ္စတွေပြောတဲ့အခါကျတော့ရှင်လေဒါပေမဲ့ကျမအခုတက်ပြီးတော့ပြောပြစီအောင်ပေါ့နော်ကျမဒီဘိုက်ကိုကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဟိုတစ်နှစ်ကိုနှစ်ခါသုံးခါလောက်အစဲအဆုံခံရတယ်လို့နော်ကိုပတ်ဝန်းကျင်မှာအနီးနားမှာရှိနေချင်းရဲလူတွေနဲ့လေကိုနဲ့ဒီအကုန်ပြတ်အောင်တာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကပြတ်သားတယ်နော်ပြတ်ပြတ်သားသားဟိုမှာဒီစစ်ကောင်စီကိုတော်လှန်နေတာဖြစ်တယ်တော်လှန်နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ white collar လုပ်ထားတဲ့လူတွေခုချိန်မှာတော့ white collar ပဲဖြစ်ဖြစ် white collar လုပ်ထားတာပဲဖြစ်ဖြစ်မလုပ်ထားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီပြောဝဲရှင်ပွဲတွေဖန်တီးနေတာပြည်တွင်းထဲမှာဖန်တီးနေတာပဲဖြစ်ဖြစ်ပြည်ပမှာလာရောက်ပြီးတော့ဖန်တီးတာပဲဖြစ်ဖြစ်ဟိုမကြိုက်ပါဘူးကျွန်တော်တို့ဒါတော့ကိုယ်နေလေးပြောပါဘူးနော်ဘာလို့မကြိုက်တာလဲဆိုလို့ရှိရင်သူများပြောနေတာတွေမူတည်တာမပွားနိုင်တာမဟုတ်တယ်လို့နော်ကျွန်တော်တို့မပြောရလို့ဟိုမနာလို့တာလည်းမဟုတ်ပါဘူးနော်အဓိကကတော့ကျွန်တော်တို့ တိုက်နေရတဲ့တိုက်ပွဲတွေကကျမတို့ကဘက်ဆောင်ပေါင်းဆောင်ကနေကျမတို့အင်အားတွေနဲ့တိုက်နေရတာကျမတို့အင်အားဆိုတာဟာလာစစ်ကောင်စီဘက်ကိုပြန်ကြည့်လိုက်ရင်သူကနိုင်ငံတော်ဗန္ဓာဟိုဘုံကြီးကိုငုတ်တော့ထိုင်သွားပြီးတော့မှဟာလာဟိုတွေ့တဲ့နေရာကနေကောက်ပြီးတော့မှဆွဲပြီးတော့မှတုံးဆွဲပြီးတော့ဒီတွန်လန်ရေးကိုတို့လည်းချိန်မိုးနေရပြပါဆိုတော့တို့ဘက်ပေါင်းဆောင်ကနေပြီးတော့ချိန်မိုးနေရပြပါဒီတရင်အမားတွေဖြန့်ဝေလာနော်နောက်ပြီးတော့ဒီပြည်သူတွေကိုပျော်ရွှင်နေတဲ့ပုံစံပေါက်အောင်ပုံမှန်အနေထားပုံစံပေါက်အောင်ဖန်တီးနေတာဒါမျိုးတွေကတို့ကလုံးဝအောင်မှဟိုအစီအစဉ်တခြားလုပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးဖန်တီးနေတယ်ဆိုတာကလည်းဟိုအမှတ်မရှိတဲ့အမှတ်တဲကြီးနဲလုံးနဲ့ကျွန်တော်တို့လူမျိုးတွေကြောက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က ဖက်ပေါင်းဆောင်ကနေပြီးတော့တော်လန်တွေရတယ်ပြီးသူအင်အားတွေကတကယ်တမ်းကျတော့ကျမတို့မှာကိုဟိုတယောက်ပိုင်တယောက်အင်အားနှစ်ယောက်ပိုင်နှစ်ယောက်အင်အားသုံးယောက်ပိုင်သုံးယောက်အင်အားကိုယ်ပိုင်အင်အားတွေနဲ့တွန်းနေတာဖြစ်တယ်နော်ပန္နာတို့ကြီးတို့ထိုင်ပြီးတော့တွန်းနေတာမှုတွေကျမတို့မှာတော်လည်းအင်အားစုတွေမှာအင်မတန်မှအခက်ခဲကြီးများတယ်လို့နောက်ပြီးတော့စစ်စစ်အခြေအနေပေါ့နော်ဒီချိန်မှာဟုတ်လားကိုလူတိုင်းလည်းဒီဟာယူထိတယ်နော်ဒီတော်လည်းနဲ့ပတ်သက်ပြီးတော့အကောင်ကအစီအမံပြေကြဘူးဒုက္ခတွေရောက်ကြတယ်ဟုတ်လားဟိုအသက်အန္တရာယ်ဒီအထိကြုံလာရတယ်ဘဝတွေပြတ်တယ်ဒီလိုအနေထားမှာတော့မှကျမတို့ဒီလူတွေကနောက်မဆုတ်ဘဲနဲ့ဘာကြောင့်တော်လန်ရလဲဆိုလို့ရှိရင်မြန်မာပြည်သူမြန်မာပြည်သားတို့ရှင်တို့ကိုနော်ရှင်းလုံးလို့ပါနော်ရှင်းလို့ကိုတင်မဟုတ်ပါဘူးနော်ဘဝမှာနေမှာပါပေါ့ရှင်နော် င်တို့ကိုမဟုတ်ပါဘူးရှင်တို့နောက်ထပ်မွေးလာမယ်မျိုးဆက်တစ်တွေကိုလည်းကျမတို့ချစ်လုံးလို့ပါကျမတို့ဒီနိုင်ငံကြီးကိုချစ်လုံးလို့ဘက်ပေါင်းဆောင်ကနေပြီးတော့ဟာလာအင်အားတိတ်တိတ်လေးနဲ့တော်လန်နေကြတာပါเนาะဒါတော့ထိခိုက်နေတာတော့မင်းတို့မရက်သေးဘူးလားလို့ပြောနေတဲ့လူတွေတပုံကြီးသားတွေမှာကျမတို့ကကျမတို့ပြည်သူပြည်သားတွေရဲ့အနာဂတ်တွေအတွက်ရုပ်နေကြရတာအဲ့တော့ကျမတို့စစ်ကောင်စီဘက်ကကျမတို့ပြန်ပြီးကြည့်မယ်ဆိုလို့ရှင်စစ်ကောင်စီအနေနဲ့တရင်မှာဖျက်ဝေလာတယ်နောက်ပြီးတော့ဒီဟိုအွန်လိုင်းမှာဟာလာဟိုကွန်မန့်တိုက်ပွဲပေါ့ရှင်เนาะကွန်မန့်တွေနဲ့လိုက်ပြီးတော့အကောက်တူတွေနဲ့ဒီတော်လန်ရင်းသမားတွေရဲ့အဲ post တွေအောက်မှာဝင်ပြီးဆဲဆိုလာတယ်စစ်ကြကြအောင်စစ်ညစ်အောင်လုပ်တာတွေเนาะအဲ့ပြီးတော့ဝါရဖျက်လာဆိုတော့ဝါရဖျက်လာပေါ့အဲ့ဒါတွေကိုသူတို့က လုပ်ငန်းစီတစ်ခုလုံးမြန်မာပြည်မှာလုံးဝမီဒီယာဂရုတစ်ခုလုံးထောင်ပြီးတော့မှလုပ်နေတာဖြစ်ပါတယ်။အဲ့ဒီဌာနကမြန်မာပြည်မှာနော်ဝန်ထမ်းအယောက်90နဲ့လေပတ်နေတာဖြစ်ပါတယ်။သူတို့လောကရဲ့အလုပ်ကလာစားယူပြီးတော့မှသူတို့လောကရဲ့အလုပ်ကဒီ online ကနေပြီးတော့မှတိုက်ပွဲဝင်နေဝင်နေခြင်းဖြစ်ပါတယ်။တင်းမဖြစ်နိုင်ပါဘူး။အကုန်လုံးပါပါတယ်။နော်။ဆိုတော့တော်တော်များများကိုကြည့်လိုက်လို့ရှိရင်အကောက်တွေကဟိုအမှန်တည်းမဟုတ်ပါဘူးနော်။အကောက်စင်မှန်တယ်မဟုတ်ဘူး။အကောက်တွေအများကြီးပေါ့အမှန်တည်းငါးလားလည်းမဟုတ်တဲ့အကောက်တွေနဲ့အဲ့လိုမျိုးအများကြီးတိတာရေပေါ့နော်။အဲ့ဒီလိုထိတိုက်ပွဲဝင်နေတာဖြစ်တယ်။အဲ့တော့သူတို့ကပြည်သူအနာဂတ်ဒီဘာတွေသူတို့နားမလည်ဘူး။သူတို့ကသူတို့ခုံမြဲဖို့သူတို့အာဏာမြဲဖို့အတွက် တိုင်းပြည်ရဲ့ဖန်တာငွေလို့တို့အတုံးပြုတ်ပြီးတော့မှတင်းတင်းပေါ်မှာကိစ္စတွေအစားကြီးရွယ်ချက်ကြီးကြီးထားပြီးတော့ပုတ်ကတ်ထားပြီးလုပ်နေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေကနော်သူတို့ဖွင့်လမ်းဖွင့်ပေးထားတယ်တမင်ဖွင့်ပေးထားတယ်ပွဲတွေဖြစ်ပါတယ်ဒီပွဲလမ်းတမင်တွေဆိုတာတကယ်တမ်းကျွန်တော်တို့နိုင်ငံမှာပွဲလမ်းတမင်လောက်ရမယ်အချိန်ခေါင်းမဟုတ်တာပါကျွန်တော်တို့အများနိုင်ငံတွေကိုမတူဘူးကျွန်တော်တို့နိုင်ငံတော်အတိုင်းအတာကြီးစစ်ခင်နေတာနော်နောက်ပြီးတေဆုံးသွားရတဲ့အသက်ပြီးသွားရတဲ့လူတွေဆိုတာသူများနိုင်ငံလို့ဟိုရာကနန်းလောက်လေးဆယ်ကနန်းလောက်လေးပို့ပါကျွန်တော်တို့ကတောင်ကနန်းအထိသွားနေတာဖြစ်ပါတယ်နော်တောင်နဲ့တိတ်နဲ့ချီပြီးတော့လူတွေဟုတ်လားအသက်ပေးနေရတာဖြစ်လို့တန်းနဲ့ချီပြီးတော့ဘဝတွေပြည့်နေကြတာဖြစ်ပါတယ်နော်ဒီတန်းနဲ့ချီတော့ အဲ့ဒါမြန်မာနိုင်ငံသားတွေကဘာကြောင့်စစ်ကောင်စီရဲ့လက်အောက်မှာစစ်ကောင်စီအလို့ကြမနေနိုင်ဘဲနဲ့ဒုက္ခတွေခံပြီးတော့ကိုယ်ခံနေရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်လုံးဝကြောက်တဲ့တိုးကြမဲ့အခြေအနေကြောက်တဲ့ထိုးစင်းနေတဲ့အခြေအနေသူများနိုင်ငံရဲ့လက်ဝဲခံဖြစ်တော့မယ့်အခြေအနေကြီးကိုကျမတို့ကစိုးရိမ်လို့ပေတင်ခြင်းလို့ဒီလိုမျိုးဒုက္ခတွေခံနေကြရတာဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာမှာရောက်နေတဲ့ဟုတ်လား ပြည်သူလူထုကလည်းနော်ဒီစစ်ကောင်စီမတရားဘူးဆိုတော့အမျိုးမျိုးကျွန်တော်တို့ကအမျိုးမျိုးစူးစမ်းကြတယ်။အဲ့တော့ကျွန်မဆိုလေကျွန်မရောက်နေတဲ့နိုင်ငံမှာကျွန်မအငြင်းအတတ်ထုတ်ပေးနေအငြင်းစူးစမ်းပေးနေတယ်။နော်ဒီပြောဝဲရှင်ဝဲတွေဆိုလို့ရှိရင်ကျွန်မအတက်နိုင်ဆုံးဟုတ်လားအတက်နိုင်ဆုံးဆိုတာကျွန်မပြောဝဲရှင်ဝဲမတော်ပါဘူးအဲ့ဒီလိုပွဲတွေကိုရှင်နော်ကျွန်တော်တို့လွန်လိုင်းပွဲတွေကလွန်ရင်မတော်ပါဘူး။နော်အဲ့လိုဆိုတော့ကျွန်တော်တို့ဒါလိုအဲ့လိုပါလိုအဲ့လိုပြောတာပါဒီပွဲကတစ်ကိုလိုအဲ့လိုအရေးကြီးလို့ပြောပြောနေကြည့်ပြပါအဲ့တော့စစ်ကောင်စီဘက်ကဒီတော့ခက်ခဲမှားမှားနဲ့ဟာလာအွန်လိုင်းတိုက်ပွဲလို့ ဟာမျိုးကတော့မှတိတိကျကျလာစာရေးပြီးပြီးရောက်လေး90ခန့်ပြီးလောက်ကိုင်းနေလေဆိုလို့ရှိရင်ကျတို့ပြည်သူလူကနိုင်ငံရဲ့အနာဂတ်အတွက်တက်ပွဲဝင်နေတဲ့နေရာမှာဒီပွဲကိုလုပ်ထားတဲ့လူတွေကိုအာမပေးမထောက်ခံခြင်းဖြစ်တက်ပွဲဝင်လို့ရောမဖြစ်နိုင်ဘူးလားပေါ့ရှင်နော်မဖြစ်နိုင်ဘူးလားဘာဖြစ်လို့လဲဆိုတော့ကျမတို့ပြည်သူတွေဟာလုံးဝမတောက်ခံနိုင်ဘူးဆိုတဲ့အားနဲ့ချက်ကိုကျွန်တော်တို့ကလုံးလုံးရရသိထားပါတယ်ဒါကြောင့်မို့လဲသူတို့ကဒီလမ်းလေးကိုလမ်းကြောင်းလေးကိုဖွင့်ပေးနေရဖြစ်ပါတယ်အခုမြန်မာပြည်တွင်းထဲမှာဟာလားစစ်မှုထားကုပ်တွေကိုအတသွင်းနေတာနဲ့အဲ့ဒါရွေးရောက်ပြလာလို့ဒီပါမထွက်ရဆိုတဲ့အမိတ်ထုတ်ထားတဲ့ကိစ္စကိုနော်ဒီအစိုးရတွေအမှုပညာရှင်တွေဘာကြောင့်ထုတ်ခွင့်ရနေလဲဆိုတာကိုကျွန်တော်လည်းစဉ်းစားဖို့လိုအပ်ပါတယ်။အဲ့တော့နိုင်ငံကမှာရောက်နေတဲ့ အရက်ဖက်ဖွဲ့စည်းတွေတော်လိုင်းအတိုင်းဝန်တွေကလည်းကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အမှန်တရားကိုဖော်ထုတ်ရမှာပဲဖြစ်တယ်။ဖော်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲလမ်းသမင်တွေကြီးကတက်ပါမှာဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဒါတွေကခါဆိုင်လို့လည်းတချို့ပြောပါလိမ့်မယ်။နော်။အဲ့တော့စိတ်နှလုံးစိတ်နှာဒါသာကျွန်တော်တို့နေလည်းစိတ်ကတိကောင်းဖြစ်ရတယ်ပေါ့နော်။ကိုယ်တွေစူးစမ်းပေးနေတလို့တို့တွေမှာတော့အဲ့ဒီလိုမျိုးကိုနိုင်ငံအတွက်ဟုတ်လားဒီတရက်မျက်စိအစာကျွေးရလေးတော့မှမတောက်ခံနိုင်ရဘူးမအောက်ပြီးနိုင်ရဘူးဆိုတဲ့ဟာမျိုးကြီးစိတ်မကောင်းဖြစ်ရတာမျိုးတွေလည်းရှိတယ်လို့ခုပုံကြီးတင်ပါလိမ့်ညင်နေရတဲ့ခါကျတော့ကိုယ်တွေလုံးရတာအားရောက်တာပေါ့ရှင်နော်။ကျွန်တော်တို့ကဒီလောက်အားရောက်နေဆိုလို့ရှိရင်လက်နက်ကင်တိုက်နေတယ်အသက်ပေးနေရတယ်အသက်ပေးသွားရတယ်မိသားစုဝင်နေကြံခဲ့တဲ့မိသားစုဝင်ဘယ်လောက်ရှင်းနာကြမလဲပေါ့နော်။ ဆိုတဲ့ခါကျတော့ဒါလေးလေးဘွဲခေါ်တာတိတ်အရေးကြီးလုံးလို့တော်နိုင်မှာလေပေါ်လာဖြစ်ပါတယ်။ကိုစန်းတိုင်းခန်းလာဒီမှာပွဲလာလုတ်သွားတယ်နော်။အဲ့တော့ပွဲလုတ်တဲ့လူတွေရောသွားကြည့်တဲ့လူတွေရောကျွန်မပြောချင်တာပေါ့နော်။ကျွန်မပြောချင်တာကကျွန်မတို့ဒီရန်တရားကြီးကိုနော်စစ်ကောင်စီကတိတ်တိတ်ချာချာတိဆောက်ထားတယ်ဆိုတာကိုသိစေချင်တာပါ။ကျွန်တော်တို့တော်လိုင်းရေးတွက်ဆိုလို့ရှိရင်ပေါင်ဝင်ဖို့အတွက်အများကြီးအင်အားဆက်ရပြီပဲနော်။ဒီဒီလိုမျိုးပွဲတွေကြာလို့ရှိရင်တော့150လေးပေးတယ်180လေးပေးတယ်200လေးပေးတယ်အဲ့ဒါလက်မှတ်ပုံပဲရှိသေးတယ်တောက်တာစားတာပန်းရည်ကြံသေးတယ်ဆိုလို့ရှိရင်တညအနေနဲ့ဟာလား1000ဝန်းကျင်လောက်တော့သွားရပါပြီအဲ့တော့တော်လိုင်းရေးအတွက်ကြတော့ဟိုဒီလောက်လိုက်မလို့ ဒါတော့စိတ်မပါဒါပေမဲ့ပြဿနာမရှိဘူးအဲ့ဒါလေနော်ဒီဘက်ကတော့တို့တို့ပြည်သူလူထုမျက်နှာကိုမူပြီးတော့မှဟိုတိုက်ပြီးလိုအပ်ချက်ဖြစ်တယ်ဒီဟာလေနော်တိုက်ပြီးလိုအပ်ချက်လေးကိုရှင်းလို့ရှိတဲ့အားလေးတွေနဲ့ဖြစ်ဖြစ်ကြီးပေးပေးနေရုံနဲ့ဒီတော်လိုင်းကတကယ်ထိရောက်ပါတယ်ဘွိုက်ကော့ကတော့အရေးကြီးရတယ်နော်ဘာကြောင့်ဘွိုက်ကော့ပဲပြောနေကြတာလဲဆိုတော့တော်လိုင်းကမအားလို့ဒီဘွိုက်ကော့ကိုဂရင်းပစိုက်ပြောနေတယ်ဆိုတာဒီဘွိုက်ကော့ဟာတော်လိုင်းကမှာအင်မတန်အရေးကြီးနေလို့ပြောတယ်ဆိုတော့ကျွန်မသိစီတင်ပါချင်နော်ရွေးကောက်ပွဲဝါရဖြန့်စလန်းရိုက်ကူးသည့်အမှုပညာရှင်များအားအရေးယူမည်ဟုယူကြည်များပြော စစ်ကော်မရှင်ပြုလုပ်မည်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်စက်လန်းရိုက်ကူးခဲ့ကြသည့်အမှုပညာရှင်များအားတတိပေးယုံတင်မဟုတ်ပဲလက်တွေ့အရေးယူမှုများဆောင်ရွက်သွားမည်ဟုရန်ကုန်တိုင်းတွင်လှုပ်ရှားနေသည့်မြို့ပြပျောက်ကြားတပ်သုံးခုကမစ္စည်းမကိုပြောသည် ကျွန်တော်တို့ UG တွေက ပြည်သူအပေါ်မျက်နှာမူပြီးယက်တီကြတဲ့သူတွေပါပြည်သူလိုမရှိတဲ့မိသူမဆိုကျွန်တော်တို့ရန်သူပါပဲပြည်သူကြွေးတာစားပြီးပြည်သူကိုအစိတ်ခတ်နေတဲ့လူတွေဆန်တွေကိုကျွန်တော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူးဟုရန်ကနော်မီမှတာဝန်ရှိသူကမက်ဆီမောက်ကိုပြောသည် ရန်ကုန်တိုင်းအတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်လျက်ရှိသည့်မြို့ပြပျောက်ကြားတပ်များဖြစ်သည့် Yangon Army အရန် Dark Shadow Operation Flame of Mothers and Yangon Force နှင့် Broken System တို့ငါးဖွဲ့ပူးပေါင်းပြီးခေတ္တမိုင်းကိုဒုံးဆိုင်မိသူများဇလန်းတွင်ပါဝင်ရိုက်ကူးခဲ့သည့်တရုတ်ဆောင်များအားပြင်းထန်စွာတုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းကြေညာချက်တစ်စောင်ယမန်နေ့အောက်တိုဘာလ28ရက်ကထုတ်ပြန်ခဲ့သည် အဆိုပါဇလန်းတွင်ပါဝင်တရုတ်ဆောင်ခဲ့သူများမှာနာမည်ကြီးတရုတ်ဆောင်များဖြစ်သည့်နေတိုးမြင့်မြတ်အေဂျင့်မောင်မေမြင့်မိုချူလေးအောင်ခိုင်ငပြောကျော်နှင့်အောင်တိုးနိုင်လင်းတွက်လက်စုပါလင်းမင်းညိုအုပ်ကပြန်ပြီးရဲရင်ရောပြောအောင်စင်ဖြိုးစတူတို့ဖြစ်သည်ရင်တို့သည်စစ်ကော်မရှင်တပ်ပြုလုပ်မည့်ရွေးကောက်ပွဲအားထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ဖြင့်တော်လှန်နေသည့်လူငယ်များအားစော်ကားခြင်း လူတို့အရေးတော်ပေါ်ဟာပုံဖြတ်ပြီးအယက်သားများပေါ်စစ်ရာဇဝမှုများအမှန်တကယ်ကျူးလွန်နေသည့်စစ်အုပ်စုအားအားပေးထောက်ခံနေသူများဟုမြို့ပြပြောက်ကြားတပ်များကပြောသည်ထုတ်ပြန်တဲ့စာကသတိပေးစာမဟုတ်ဘူးကျွန်တော်တို့တကယ်ကိုပြင်းထန်စွာဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းမိဘပြည်သူကို အသိပေးတာဒီဘောမအမှုပညာရှင်တွေနဲ့ရွေးကောက်ပွဲထဲမှာပါဝင်တဲ့မြည်သူမဆိုကိုတိုက်ခိုက်သွားမှာအောင်ရမီရန်ကုန်မန်ဆိုလန်တို့နော် အဲ့ဒီပတ်မှာဆန္ဒပြောင်းကပန်းဆိုးတဲ့လှဲတဲ့ကမာယုတ်ဒီပတ်မှာပြဆန္ဒကြီးပြတာမှအများကြီးပဲညီမောင်ကစီရစီရဲ့ဒိုးရဲ့ဒိုးရဲ့ရတဲ့မူလေးတွေကိုပေးကြတဲ့ဟာနဲ့အဲ့ဒီအဲ့ဒီအချိန်ခါတုန်းကကျိုးရဲ့ကျိုးရဲ့အငယ်တယောက်ပါဗျာနမရမပြောဘူးကသူကဒီမှာကစီရရှိရောရ မှာပါတယ်ဒီတမှုတွေတန်းလှူတယ်သူကတားလိကြည့်မဆန်ဘဲဦးသူစားဖို့ဆိုချုပ်ပေးမယ်သူသုံးဖို့ဆိုချုပ်ပေးမယ်သူ့အချုပ်မဖိုးပေးမယ်အဲ့လိုချိန်မှသူချုပ်မပြောရဲဘူးသိရဲ့သူနဲ့ချုပ်နဲ့ဘတ်မတူဘူးဆိုတာသိရဲ့သူသူချုပ်စရာမတောင်းရဲဘူးချုပ်နဲ့ချုပ်နဲ့အယူကနီးပြီးတော့ချုပ်နဲ့မပေးဘူးအဲ့လိုချိန်မျိုးမှာဘသူတွေပါလဲဆိုတော့ ဆယ်လေးတည်းတွေမှာမြင့်မြတ်နေတူကျွန်တော်တို့စီရမဲပါရရပြေဝေးလျာရှိတဲ့ရေရရေခပါမီခပါမကြီးတချင်းတော်ကမရတဲ့ဟိုအဖိုးကြီးတယောက်လည်းပါသေးတယ်အဲ့ဒီ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 မြင့်မြတ်အဲ့ဒီအဲ့ဒီအဲ့ဒီနေတော့ဟမ်အခုသူတို့ ။ဘာရိုက်နေလဲ။ဘာကရိုက်နေလဲ။ရေကောက်ခွဲအတွက်ဇလန်းတို့ရိုက်နေရ။ခစ်တမိုင်းကိုမလဲခစ်တမိုင်းကိုဒုံဆိုင်စီမိသူများဆိုတာပဲ။အဝဲအဒီအဒီဆယ်လဘရီတွေရလေခံမလို့ထိုးလိုက်တာနောက်ကျွန်တော်ကျမတို့ဒီလိုမလုပ်ပါဘူးဆိုခံမလို့တို့ပဲ ဟိုလင်မယားပဲရောက်နေဟိုဟိုဟိုလင်မယားပြတိဦးတို့အင်္ဂလာကျော်စင်တို့ကိုကိုဆွဲရနေရိုက်ဟာရိုက်ဟာသူတို့သူတို့ရိုက်ခိုင်းမှာသူတို့လည်းပါဝင်ရိုက်ခိုင်းမှာဟမ်အဲ့အဲ့အဲ့ဒီအဲ့အဲ့ဒီလင်မယားအစိုးဆုံးပဲခုံမော်တဲ့အဲ့ဒီမိမအဲ့အဲ့ဒီအင်္ဂလာကျော်စင်အင်္ဂလာကျော်စင်ခုံမော်တဲ့တပြင်းနဲ့ဒီမိုင်းကိုအဖြူဝမ်းဆိုင်နဲ့မမ်းမိပါတယ်မြင်ပါတယ် ူအောင်ဝမ်းစိတ်နဲ့စီနီယမအကွအဲ့ဒီရောကညံ့မှုတဲ့စီနီယမပါဝင်ပေးကြမှုအနုညွတ်တမ်းမှန်ပါတယ်စီနီယမလေးတဲ့နိုင်ငံရေးထောက်ထောက်မဲ့မှုနဲ့အပြည့်စုံရှိပါတယ်ဘာညာပေါ့ဘာညာပေါ့ဘာညာဘာညာတက္ကရာပေါ့အာတူတူညာလေအဲကြောင်းမနဲ့နဲ့ကြောင်းထွက်ရောမနဲ့နဲ့ရောထွက်သူတို့သူတို့တန်းသမီးကြတော့အနာခက်ပြောက်မှဆိုတော့ ခွတ်တကခရိတ်ဆိုတဲ့ကျောင်းနေနိုင်ငံခြားကျောင်းနေမှာထားတယ်။မင်းတရားရဲ့တော့မင်းတော့တရားရဲ့လို့ပုစပစတရားရဲ့နော်။သူများသားသမီးတွေကြောင့်ကျောင်းမတက်တဲ့ကျောင်းနဲ့တုံ့တုံ့တဲမှာကျုံတဲမှာလည်းရှိနေ။ကျောင်းမတက်တဲ့ကျောင်းထွက်ဆိုပြီးတော့နားရောက်ပြီးတော့ကျောင်းထွက်တဲ့စကင်ကြီးရတဲ့ကတင့်နေတာ။ကြောင်တဲ့ကြောင်တဲ့ယုံတဲ့နဲ့ယုံတဲ့မသူများတွေဘွဲ့နှင်းသမီးခိုင်းနေဝင်ပြီးတော့မှအလောက်ကင်နေမြမ မြမပြီးရဘွဲရပြီးတော့စိတ်ကားပဲနေရတယ်မပြောနဲ့။ဘာဖြစ်လဲ။ဘွဲရလား။အိမ်မှာဘွဲဘွဲမိုးစုံချိန်ထားမယ်။ဆောင်းလို့မရှိနဲ့ရေတောက်ပြီးနေနေမယ်။ဂုံရှိရလေ။ဂုံရှိပြီးတော့ချိန်မိုးပြီးတော့နေမယ်လေ။ဟမ်။ခမားကွာပြောတော့မြမပညာကြီးကိုခမားကပြောတယ်။ခုပြောတင်လား။ခိတခိကိုဝုန်တိုင်းစီမီသူများဆိုလာမယ်အဲ့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီ အဲ့ဒီဗီဒီယိုလေးကိုရိုက်နေတာအဲ့ဒါနေတိုးတို့မြင်းမြဲတို့ရွေးကောက်ပွဲတက်ကိုဗီဒီယိုရိုက်နေတာညအဲ့ဒါကိုပြောချင်တာနော်ခိုးလေမရဘူးအတီကခေါ်ရိုက်ခံမှာကိုကိုဆွေးလာရိုက်ခံရဆိုပြီးတော့အဲ့ဒီလေမရနှစ်ယောက်